ဟယ်လိုဝါလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့16ရက်နေ့ရဲ့ညပိုင်းရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေအကြောင်းကိုကျွန်တော်သာဆွေးနွေးရအောင်ပါအတအပြင်ကျွန်တော်သာ United နဲ့ပတ်သက်တဲ့ဒီသတင်းအကြောင်းအရာတွေပေါ့ဗျာဆိုတော့ဒီအသင်းနဲ့ပတ်သက်လို့ကျွန်တော်ရထားတဲ့ဒေကာမှာဒီအသင်းကဒီလာမယ့်နေရာဒီအပြောင်းရွှေ့မှာဒီအကြီးမားဆုံးကြောင်းလဲမှုတွေပြုလုပ်ဖို့အတွက်ကျွန်တော်သာပေါ့နော်ဒါရှိနေတယ်ပေါ့အထူးသဖြင့် တို့တို့မှာဒီဘယ်လိုမလဲချုပ်ကစားမတွေကိုအမှန်ကန်ရောင်းချသွားမယ်ချုပ်ကစားမတွေကိုကျွန်တော်ဒါဒီအတင်းမှာဆက်ထားမယ်ပေါ့ဒါမှမဟုတ်လို့မထင်မှတ်တဲ့ကစားမတွေကိုလည်းကျွန်တော်ဒါလက်လွှတ်ရင်းနဲ့အတင်းဘက်ကအမှန်ကန်အပြောင်းလဲလို့ဖို့ကျူးပန်းနေတာတွေကျွန်တော်ရှိတယ်ဆိုတော့ဒါလေးနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမိင်္ဂလာပါဆိုတော့ပထမဆုံးကတော့ဗနော် Manchester United ကလာမစ်နွေယာဒီမှာအသင်းလူစင်းကိုအပြောင်းလဲကြီးကြီးမားမားပြုလုပ်သွားမှာဖြစ်တယ်ပေါ့နော်အသင်းအနေနဲ့ထိတ်တန်းခွင့်ပြုမှုတချို့ပြုလုပ်ဖို့အတွက်လည်းယုံကြည်မှုအပြေအဝရှိနေတယ် ဗီတာလီနီတို့ခရစ်စတင်အရစ်စင်တို့ကိုလာမယ့်နွေရာသီအပြောင်းအရွှေ့မှာအသင်းကနေအလွတ်နဲ့ထွက်ခွာခွင့်ပြုသွားမှာဖြစ်တယ်လို့ကက်စမဲရိုနဲ့ပေါ့နော်ကိုဘီမင်းနူးတို့ကိုလည်းတင့်တော်တဲ့ကန့်လန့်မှုတွေဒါရမယ်ဆိုလို့ရှိရင်ရောင်းချသွားဖို့တဲ့စီစဉ်ထားတယ်ပေါ့နော်ဒါအပြင်မာကက်စရက်ရှိုးနဲ့အန်တိုနီဆန်ဒိုးစ်တို့ကိုအပြည့်တဲ့ရောင်းချမှုကနေပြီးတော့ဝင်ငွေရရှိမှာဖြစ်တဲ့အတွက်လည်းကစားမခွေယူဖို့အတွက်အပြောင်းအရွှေ့ကြီးအများပြားအသုံးပြုနိုင်မယ်ဆိုပြီးတော့အသင်းဘက်ကယုံကြည်ထားတယ်ဆိုပြီးတော့ Florian Blattenberg ကနေပြီးတော့ကျွန်တော် report လုပ်ထားတယ်ဒါဟာလက်ရှိ Manchester United နဲ့ပတ်သက်ပြီးတော့သူ report လုပ်ထားတဲ့အရာဒါဒါကအသင်းပြိုင်ပွဲတွေအတွက်တော့လာမယ့်ရာသီမှာအပြောင်းရွှေ့နဲ့ပတ်သက်လို့အများကြီးမျှော်လင့်စရာလည်းဖြစ်လာနိုင်တယ်ပေါ့နော်သူတပင်းတော့ကျွန်တော် Manchester United အနေနဲ့ဒီလက်ရှိဒီ squad ကိုတကယ်လဲပြောင်းလဲဖို့ကျွန်တော်လူနေတာဖြစ်လို့ပဲအသင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝဆက်မရှိဖြစ်နော်ဆက်မရှိတင်တော့တဲ့ exam တွေကျွန်တော်ရှိနေတယ်ဗျလက်လုပ်ဖို့လိုတဲ့ exam တွေကျွန်တော်ရှိနေတယ် ဆိုတော့အသင်းအနေနဲ့အပြောင်းလဲတွေအမှန်ကန်ပြုလုပ်ဖို့လိုနေတယ်ဆိုတော့ဒီထဲမှာမှထားပါတော့ Lindelof တို့ Eriksen တို့ကိုလက်လွတ်မယ်ဆိုတာကတော့တိတ်တော့မထူးဆန်းဘူးလို့ကျွန်တော်ထင်တယ်ဒီကစားမားတွေကလက်ရှိအဆင်မပြေတော့ဘူး everything ကိုတိုင်းလည်းပဲကျွန်တော်ထည့်ကစားတဲ့ပွဲစဉ်တွေဆိုလို့ရှိရင်ကျွန်တော်ကြည့်ပြဘလို့မှအခြေအနေမကောင်းတော့ဘူး Lindy Love ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ highest level မှာလုံးဝကစားလို့အဆင်မပြေတော့ဘူး physical ability ဘိုင်းမှာဆိုလို့ရှိရင်လည်းပဲတော်တော်ကိုအားနည်းတာတွေကျွန်တော်ရှိနေပြီးတော့အသက်ကလည်း30ကျော်လာပြီเนาะအပြောင်းအရွှေ့က sorry အသင်းနဲ့ စာချုပ်တရံကလည်းနောက်ဆုံးနှစ်ကိုရောက်လာပြီဆိုတော့ Ericsson နဲ့ Lindelof တို့ကိုဒါအပြည့်တက်လက်လွတ်တာကအတင်းတွေအကောင်ဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲဒါအပြင်ကျွန်တော် Casemiro နဲ့ Kobe Mainu တို့ကိုတင့်တော်တဲ့ကံလန်းမှုတွေရရင်ရောင်းမယ်ဆိုတာကတော့ Casemiro ကတော့ဖြစ်တဲ့နေရပါကျွန်တော်ပြောလို့ပဲ Casemiro ကနောက်ပိုင်းကစားတဲ့ပွဲလေးတွေမှာအဆင်ပြေတရားတော့ဖြစ်နေတာပဲဒါပေမဲ့လို့ကျွန်တော်တို့ဒီထက်ပိုပြီးတော့ကောင်းတဲ့ကစားမလိုပါတဲ့ Casemiro ဆိုတာကလက်ရှိသိပ်ပြီးတော့ဗောနော injury ပြဿနာတွေကြုံနေရပါတယ်ဆိုတဲ့အသင်းရဲ့ကွင်လင်မရှိသုံးသုံးနေရတဲ့ကစားမတွေခြားထဲမှာ တောက်ပနေတာတော့ပဲကျွန်တော်ရှိတာတကယ်တကယ်တခြားအသင်းတွေနဲ့လုံးဝ highest level တော့တကယ်အသင်းကြီးတွေနဲ့ရှင်မိုင်ကစားကြမယ်ဟိဆိုရင်ကက်စမဲရိုတို့ဘာလို့ကအဲ့လောက်ကြီးတဲ့အခြေအနေမကောင်းတော့ဘူးဆိုတော့ကက်စမဲရိုတဲ့ပူကောင်းတဲ့ကစားမားကိုကျွန်တော်လိုတယ်ကက်စမဲရိုလိုမျိုးမိနစ်50မိနစ်60လောက်တင်ကျွန်တော်မဟုတ်ဘဲနဲ့ဒီကြည့်ဘယ်လိုပြောမလို့အများအားဖြင့်ပေါ့နော်အခြေအနေမှာအများအားဖြင့်ကျွန်တော်အနေနဲ့ဒီဘလိုအသင်းရဲ့ဗက်တရာစီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါရာသီလရာသီအပြည့်နီးပါးကစားနေတဲ့ကစားမားတွေကျွန်တော်လိုပြီးပါဆိုတော့ကက်စမဲရိုကတစ်ဘက်ကိုလည်း3သိန်းခွဲလောက်ပေးနေရတယ်ဆိုတော့ အပြောင်းလဲလုပ်ဖို့အမှန်ကန်လိုပါပြီပိုကောင်းတဲ့ exam ကိုကျွန်တော်တို့လိုတယ်ပေါ့နော်အဲဒါအပြင် copy menu menu နဲ့ပတ်သက်လို့ကတော့ဗျာနည်းနည်းတော့နည်းနည်းတော့စားတယ်ဗျာ menu နဲ့ပတ်သက်လို့လေတချို့ပြည်သက်တွေကြတော့လဲ menu ကိုသဘောမကျတဲ့သူတွေရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာက copy menu ဒီတကယ်ရည်ချင်းရှိတဲ့ player ပါနော်ကျတို့နောက်ပိုင်းမှာစွမ်းဆောင်ကြီးပြဖို့ရုံးကန်နေရတယ်ဆိုတာကလက်ရှိ Kobe Menu ကစားနေတဲ့ rule ကိုကျွန်တော်ကြည့်လိုက်တော့သူနဲ့အဆင်မပြေတာတွေကျွန်တော်များတယ်ဆိုတော့ဒါကြောင့်ကျွန်တော်မနေ့က live မှာပြောခဲ့လို့ပဲအသင်းဘက်ကတကယ်သာ လက်ရှိ MOD ကိုတည်တည်ချတာအချိန်ပြီးပြီးတော့ squad ကိုပြင်ဆင်ခွင့်ပေးမယ်ဆိုရင်လက်လွတ်တင်တဲ့ကစားမတွေလက်လွတ်ရောင်းချတင်တဲ့ကစားမတွေကိုရောင်းချเนาะအားဖြည့်တင်တဲ့ကစားမတွေကိုအားဖြည့်ပြီးအဲ့လိုဆိုလို့ရှင်တော့ main new တို့ဘာတို့ကိုလက်လွတ်ရတာပြဿနာမရှိဘူးဗျာအဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော် okay ငါတို့ကတော့ MOD လက်အောက်မှာလည်းဘယ်လိုဘဝဖြစ်လာအောင်မယ်မသိဘူးเนาะဆိုတော့ကျွန်တော်တို့က3ဘက်နဲ့ကစားတဲ့အခါမှာဒါ main new ကအဆင်မပြေတာ တကယ်တကယ်ဖိုးဘက်နဲ့ကစားပြီးတော့၄-၃-၃မဖြစ်ဖြစ်၄-၃-၃ဖြစ်ဖြစ်ကစားတဲ့အခါမှာဆိုလို့ရှိရင် main new ဟာတော်တော်အဆင်ပြေတယ်။ဒါအပြင်ဒီလိုလူငယ်ကစားမားလေးကိုကျွန်တော်အနေနဲ့အသင်းကနေလက်လုပ်ဖို့ဆိုတော့တော်တော်ကြီးကိုကျွန်တော်တွေးယူရမှာဒီဘာလို့ဒီကစားမားနဲ့ဗောနော်လက်ရှိ modern ဘောလုံးလောကမှာအံဝင်ခွင့်ချက်မဖြစ်เสียအကြောင်းမှမရှိဘူး။ဒါအပြင်နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီဖိုးဘက်နဲ့ဗောနော်ပွဲထုတ်လာတဲ့အသင်းတွေကပဲကျွန်တော်အများစုကစားနေကြတာ။ဒါကွင်းနေကွင်းနေမှာဒါဗောနော် formation တွေပါပြီးပြောင်းကစားရင်ကစားနိုင်မယ်ဗောနော်။ ဒါပေမဲ့လို့အသင်းမှာက3ပတ်နဲ့ကစားတယ်ဆိုတဲ့နီးပြားကလည်းတအားရှားနေပြီးတော့လက်ရှိအမိုရင်နောက်ပဲကျွန်တော်ရှိခဲ့ဘူးသေးတာဆိုတော့အမိုရင်ကိုအချိန်ပြီးဘူးအချိန်လည်းမပြီးသေးဘူးအဆင်မပြေတဲ့အခါလေးကြာလို့ရှိရင်ကျွန်တော်အနေနဲ့အမှန်ကန်အပြောင်းလဲလဲလှုပ်ချင်သေးတယ်ဆိုလို့ရှိရင်တော့အသင်းဘက်ကမင်းနူးလိုပရီယာမျိုးကိုလက်လို့တင်တယ်လို့ကျွန်တော်မထင်ဘူးတကယ်လို့များကျွန်တော်တို့ကိုယ်ဒီမင်းနူးလိုကစားမမျိုးကိုအသင်းဘက်ကပြန်ခေါ်မယ်ဆိုလို့ရှိရင်တေးကြတဲ့ဈေးနည်းနည်းနဲ့ကျွန်တော်ရမှာမဟုတ်ဘူးဗျာဒါလားတေးကြတဲ့လောက်ရှိတယ်အဲကြောင့်ကျွန်တော်တော့ကိုယ်ဒီမင်းနူးကိုအသင်းအနေနဲ့လက်လို့ဖို့ဆိုတော့တော်တော်ကြီးကိုစဉ်းစားအသင့်နေပေါ့နော် ဲ့တော့တေချာတာတစ်ခုကတော့ကျွန်တော်တို့အနေနဲ့ငွေရှာဖို့တော့လိုတယ်ဒါတေချာပဲနွေရာသီပြောင်းရွှေ့မှာကစားမားတွေခေါ်ကျင်နေပါညာဆိုရင်ကျွန်တော်တို့အနေနဲ့ဒါအပြောင်းလေးအပြောင်းလေးကျွန်တော်လုံနိုင်မှုလိုတယ်အပြောင်းလေးကျွန်တော်လုံမှကျွန်တော်ရမယ်ပေါ့နော်အဲဆိုတော့အပြောင်းလေးလို့ကစားမားတွေကိုရောင်းချငွေနဲ့ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ရှာမှကျွန်တော်ရမှာဆိုတော့ menu ကအသင်းဘက်ကငွေလိုလို့ တကယ်ရောင်းချတဲ့ကစားမားလေးကျွန်တော်ဖြစ်လာနေနေပေါ့နော်ဆိုတော့နောက်တစ်ခုကကျွန်တော်ဒီနေ့ Marcus Rashford နဲ့ Anthony Santos တို့ကိုအပြည့်တဲ့ရောင်းချမှုကနေလေဝင်ငွေရရှိဖို့မျှော်လင့်ထားတဲ့အတွက်ကစားမားခေါ်ယူမှုတွေမှာမျှော်လင့်ချက်ကြီးကြီးထားထားတယ်ပေါ့ဗျာဒီနေရာမှာကျွန်တော် Anthony Santos Anthony Santos ကိုကျွန်တော်ဒီနေ့ပေါ့နော်ဒီရောင်းချမဲ့နေရာမှာအမျက်ရမယ်ဆိုတာကယာနှုံးပြီးမသိကြဘူးယာနှုံးပြီးမသိကြဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြောသလိုပဲ Anthony Santos ဒီ ယူရိုတန်တရာအပေါင်း86တန်းကြီးကျွန်တော်ပြီးခဲ့ရတဲ့ကစားမဖြစ်တဲ့ IX ကနေပြီးတော့ဘယ်တော့ကခေါ်ပါလဲကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ကလား900ကျော်လောက်ကခေါ်တာငါးနှစ်စာချုပ်ချုပ်တယ်ထားအောင်တော့ကစားမဖြစ်သူရဲ့ယူရိုတန်တရာအတွက်တစ်နှစ်ကိုတန်း20ပြင်းတောင်မှ9နှစ်ချေရမှာဆိုတော့အဲ့ဒီ9နှစ်မကုန်သေးတော့အသင်းဘက်ကချက်ချင်းလန်ငင်ကျွန်တော်ညီရယ်တော့ငွေအပြည့်ပေးဖို့အတွက်ပေါ့နော်ငွေအပြည့်ပေးထားလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့တေးကြတဲ့ခုကအကယ်လို့အန်တိုနီဆန်တိုးစ်ကိုကျွန်တော်လက်ရှိမှာတန်းလေးရောင်းလို့တန်း40ပြန်ရရင် ။နော်ကျွန်တော်သူ့ရဲ့လက်ကျန်ငွေကိုအကြည့်ချေဘူးတော့ပဲကျွန်တော်ရမှာ။ကန်ကောင်းသွားတာဆိုလို့ကစားမဖြစ်သူပဲတပတ်ကိုရနေတဲ့လောက်ခလာစား2သိန်းလောက်ကို short ချနိုင်မှာဒါတော့ပဲ။ဆိုတော့အန်တိုနီဆန်ဒိုးစ်တို့ဘာလို့ကိုရောင်းပြီးတော့ငွေရလိမ့်မယ်လို့တော့မထင်နဲ့ပါနော်။သူတို့ရဲ့ transfer G တွေကိုပဲကျွန်တော်ကပြန်ချေရအောင်မဲ့အခြေအနေမျိုးဆိုတော့ market stretch book ကတော့အသင်းဘက်ကအကယ်လို့ဟိုလက်ရှိ Aston Villa ကိုအငှားချထားတဲ့နေရာမှာ Aston Villa ကအပြီးသက်ခေါ်ခြင်းနေဆိုရင်တော့တန်း40တိကျွန်တော်ရမယ် တန်းလေးစင်နဲ့အပြည့်အစုံခွေဝင်ကျွန်တော်ထည့်ထားခဲ့တာကို market stretch ဖို့ကအငှားနဲ့ဆိုပြီးမဲ့လေလို့ပေါ့နော်အဲ့တော့အသင်းဘက်ကပေါ့နော်တကယ်လည်းပဲကစားမဖြစ်သူကိုလက်လွတ်သွားနိုင်တယ်အကဲအက်စတိုမီလာကတကယ်လိုချင်နေဆိုလို့ချင်းလည်းပဲတန်းလေးစင်နဲ့ပေါ့နော်အက်စတိုမီလာမဟုတ်ဘဲနဲ့တခြားအသင်းတွေရဲ့ဘက်ကလိုချင်နေဆိုလို့ချင်းလည်းပဲကစားမကအသင်းကိုပြန်ရောက်လာပြီးတော့အသင်းဘက်ကတခြားပမာဏတစ်ခုနဲ့ရောင်းဖို့ကြိုးပမ်းမှာပါဗျာတေချာတာတစ်ခုကတော့ကိုဗီမိန်းနူးကိုကျွန်တော်လက်လွတ်တဲ့နေရာမှာငွေရှာနိုင်မယ်မာကတ်စထရက်ချ်ကိုလက်လွတ်တဲ့နေရာမှာငွေရှာနိုင်မယ် ။တပတ်ကို3သိန်း2000ကျွဲရနေတဲ့လစာလဲကျွန်တော်တို့ short ချနိုင်မယ်ဗျာ။ဆိုတော့ Anthony Santos တို့ Casemiro တို့ Lindelof တို့ Eriksen တို့ကိုလက်လွတ်တဲ့အခါအမျက်ထွက်ဖို့ဆိုတာကအဝေးကြီးပါ။အမြတ်ထွက်ဖို့ဆိုတော့အဝေးကြီးပါဆိုတော့ဒါကြောင့်အသင်းရဲ့အကယ်ဒမီတို့ကကစားမားတွေကိုရောင်းချပြီးတော့ငွေရှာမှပဲမျှော်လင့်ကြကကျွန်တော်ရှိမှာမဟုတ်လို့ရှိရင်တော့အသင်းတွေမလွဲပါဘူးဒါကြောင့်မနော်အသင်းနေနဲ့လက်ရှိကျွန်တော်ဒါဒီကစားမားတွေကိုအမှန်ကန်လာမယ့်နေရာဒီပြောင်းရွှေ့မှာ အကြီးကြီးမားမားအပြောင်းလဲတွေအတင်ဘက်ကလှုပ်ဖို့ရှိတယ်ပေါ့ဗျာညီကလို့ရောဘလူမင်းညလည်းဆွေးနွေးကြအောင်ဆက်သမားရေနော်ဆွေးနွေးကြပါအောင် Okay အဲကိုဘီမင်းနူးတယ်နော်ဒါလော့အဲရက်စမန်ဝိုင်လန်အိုနန်နာတဲ့ရောင်းပြစ်တင်နေဗျာတဲ့နော် Okay ပါအဲကြီးကြီးများဒီမှာလည်းမင်းနူးကိုအန်အောင်မိတယ်ဗျာတဲ့နော်အာ Okay အတင်တွေ့တယ်ဘာရင်းများပြစ်ဆက်နှစ်နာခံပေးဘူးလေတဲ့နော်ဘာဘာဘာကြီးလာပြောနေမှာမင်းနော် โอเคအအတင်းငားတဲ့ဈေးကောင်းရမယ့်ကစားမားတွေကိုရောင်းပြီးတော့ဈေးတင်းတဲ့လူငယ်တွေပြန်ဝယ်တင်းတဲ့လူတွေထင်တာပဲတဲ့เนาะโอเคပါအဲဆိုတော့ Rushbook ကတဲ့ရောင်းလိုက်ပြီမဟုတ်ဘူးလားဝက်ဆန်ကိုလေးတောင်ဘာကြီးလာပြောနေအောင်ဘယ်ဝက်ဆန်ကြီးဘာကြီးလာပြောနေရောเนาะโอเคအဲခိုဘီမင်းနုကိုရောင်းပြီးတော့ဗျာတဲ့เนาะအဲ number 10နဲ့တဲ့ defensive midfielder ကိုအားဖြည့်တင်းနေတဲ့เนาะโอเคပါချစ်သီးများကြီးပါတယ် မင်းနူနဲ့ရက်ရှိုနှစ်အောင်ပေါင်းကိုတဲ့တန်းတရာရရင်တန်းတရာပြန်သုံးရဆက်သမားကြီးနော်မင်းနူနဲ့ရက်ရှိုနှစ်အောင်ပေါင်းဘယ်သူကတန်းတရာပြီမှာတော့ဘယ်သူကတန်းတရာပြီမှာတော့အမလီမလီမလီတန်းတရာရောင်းရင်တန်း300ပြန်သုံးခွင့်ရမယ်လို့ဘယ်သူဘယ်သူကဘယ်သူကဘယ်သူကပြောတော့ဒုက္ခပါပဲနော်ဘရာသာတို့ဘယ်ဘယ်ရမယ်ဟောဖြစ်လာတယ်မသိဘူးဆက်သမားကြီးနော်ရက်ရှိုကပြားတယ်နော်အဲမဝယ်မနီကအငှားချထားတာလို့တဲ့နော်အဲမဝယ်မနီကတော့မဟုတ်ပါဘူးမဝယ်မနီကဆိုတာတော့မဟုတ်ဘူးနော်အပြည့်တဲ့ဝယ်ယူခွင့်ရှိတယ်ပေါ့ဗျာဆန်ချူကမှမဝယ်မနီရပါနော်ဆန်ချူကကျတော့ရှင်းတယ် ကျွန်တော်ချယ်ဆီရဲ့ဘက်ကအဆင့်၁၄နဲ့အထက်ပရီးမီးယားလိဂ်ရာသီတိမ့်နိုင်တာနဲ့ဆန်ဂျိုကို၂၅သန်းနဲ့အပြည့်အဝဝယ်ရမယ်။ဆိုတော့ဒါဒါကမဖြစ်မနေဘူးနော်။ market structure ကအပြည့်မဖြစ်မနေမဟုတ်ဘူးဗျ။အကယ်လို့အက်စတိုမီလာကသဘောကျတယ်ဆိုရင်တန်လေးစင်နဲ့မင်းတို့ခွန်နိုင်မယ်။ဆိုတော့နော်တန်လေးစင်နဲ့ခွန်နိုင်မယ်ပေါ့ဗျာ။အဲ့လိုမဟုတ်ဘူးဆိုလို့ကျွန်တော်အသင်းကိုပြင်လာပေါ့ဒါပဲရှိတာ။ကိုနန္နာကိုမြင်အောင်မူလားရယ်နော်။အဲအသင်းဘက်ကတော့ဂိုးသမားနေရာတွေကိုကျွန်တော်တို့တိတ်ပြီးတော့ခေါင်းထဲထည့်သေးတယ်လို့ကျွန်တော်မတင်ဘူး။သူသဖြင့် အပြောင်းလဲလုပ်တယ်ဆိုလို့ရှိရင်တော့မှာပေါ့နော်ရောင်းမှုဆိုတာထက်အငှားပဲဟော sorry ဗာလေဒီနောက်တစ်ယောက်ပဲထက်ခေါ်လိမ့်မယ်တင်တယ်ဦးနနာကြီးကိုကျတော့ရောင်းတာမျိုးမဟုတ်ဘဲနဲ့နောက်တစ်ယောက်ထက်ခေါ်ပြီးတော့နေရာလူခိုင်းတာမျိုးပါမျိုးတွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဦးနနာကိုရောင်းမှုကတော့အချိန်ကြီးမရှိပါဘူးနော်ဦးနနာကိုရောင်းမှုကအဲ့လောက်ထိကျတော့အချိန်ကြီးမရှိဘူးတိုက်စင်မှာဗျာတဲ့အချိန်ဝါရှိတဲ့နော်လောက်လောက်လောက်ကစားမတစ်ယောက်တော့ခေါ်တင်နေတင်တာပဲတဲ့နော်အဲတေချာတာပေါ့နော် အဲအသင်းရဲ့ academy တွေကကစားမားတွေကိုတဲ့နော်ရောင်းချလို့ရှိရင်တော့ okay ဈေးကောင်းရလို့ရှိရင်တော့ဗျာတဲ့ရောင်းချတဲ့ね okay အဲဆိုတော့နော် heaven တရားချင်းလေးလေနော်လက်ရှိချင်းဒီကျွန်တော်ဘာမှမသိရသေးပါဘူးအင်းဈေးကောင်းရလို့ရှိရင်ဗျာတဲ့နော်ရတဲ့ကစားမားတွေအကုန်လုံးကျွန်တော်နေရောင်းချရမှာပဲ okay menu ကလာတာတုတ်ပြီးစာရုပ်ချုပ်ပြီးပြီးလာတယ်မချုပ်ရသေးပါဘူးဆရာသမားကြီးနော်မချုပ်ရသေးလို့လက်ရှိမှာ ျွန်တော်အနေနဲ့ဘယ်လိုပြောမလဲအပြောင်းအရွှေ့သတင်းတွေကျွန်တော်ထွက်နေတာပါဘယ်အချိန်မှထက်ပြီးတော့ဘောနော်သတင်းထွက်လာအောင်လို့မသိဘူးလောလောဆယ်တော့အပြောင်းအရွှေ့သတင်း sorry ပါတယ်စာချုပ်သတင်းအတိတ်ချုပ်မဲ့ပညာတွေကကျွန်တော်အနေနဲ့ဘောနော်ဒါသတင်းမထွက်သေးပါဘူးနော် Okay so dot okay အခုလေးတွေမဲ့ကျွန်တော်တို့ဒါသတင်းတက်လာတာတွေကျွန်တော်ရှိတယ်ဗျာနော်အခုလေးတွေမဲ့သတင်းတက်လာတာတွေကျွန်တော်ရှိတယ်ဒါ heaven ဆိုမှ heaven အကြောင်းပြောရင်းတယ်ကျွန်တော်လည်းရှိ Manchester Evening News ရဲ့ဗောနော်ကျွန်တော်ဒါ Steven Lewis တင်ခဲ့ပြောကြားချက်ဗောနော်ဒါ Eden Heaven နဲ့ပတ်သက်လို့ ယူနိုက်တက်အသင်းအနေနဲ့ဒီတစ်ပတ်အတွင်းမှာအီဒင်ဟက်ဗင်ရဲ့တန်ရာအခြေအနေကိုရှင်းရှင်းလင်းလင်းထုတ်ပြန်နိုင်ဖို့စီစဉ်ထားတယ်ပေါ့နော်ဆိုတော့သူ့အထင်ကတော့ဗောနော်သူဆေးုံသွားစရာမလိုခဲ့ပဲနဲ့ဒီ protective boot ဝတ်တယ်ဗောဗျာဖနက် over တွေ6တောင်းမှာအကာအကွယ်ဗောနော်ဒီ boot ဖနက်နဲ့ထွက်သွားခဲ့ရုံပဲဆိုတော့အပြူသဘောဆောင်နေလို့သူယူဆတာပဲဆိုပြီးတော့ပြောထားတယ်ဒါလည်းတရင်မဟုတ်ပါဘူးဘလို့ပြော သူထင်စားချက်သူမြင်တဲ့အရာကိုထင်ယူဆချက်ကျွန်တော်ပြောထားတာဆိုတော့ heaven ရဲ့အခြေအနေကိုအတင်းဘက်ကဆေးစစ်မှုတွေပါတယ်အခုတော့လုံနေတော့ပြီထင်ပါတယ်ဆေးစစ်မှုတွေပါတယ်လုံမယ် ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါကျင်းနေထုတ်ပြန်မယ်ပေါ့ဗျာဆိုတော့ကျွန်တော်စောင့်ကြပါဦးเนาะလောလောဆယ်မှာအတင်းဘက်ကဘယ်နေထုတ်ပြန်မလဲတော့ကျွန်တော်ကြည့်ရမယ်ဆိုတော့ဆူဆူဝဝိုင်းမဟုတ်ပဲအခုကျွန်တော်ပွဲထဲမှာတော့ကစားမလေးကဟိုထန်းစီနဲ့ထုတ်သွားတာပဲဒါပေမဲ့လို့လို့ပေါ့နော်တကယ်တကယ်ကျွန်တော်ပွဲလဲပြီးသွားတဲ့အခါမှာဆိုလို့ချင်းကစားမကလမ်းဒီပါးလေးရှောက်နေတယ်ပေါ့ဗျာလမ်းဒီပါးလေးရှောက်နေတယ်ဆိုတာဟိုဒဏ်ရာရတဲ့ခြေောက်မှာတော့เนาะကျွန်တော်အကာအကွယ်ဖက်ဘိုးဖက်နဲ့ကြီးဝစ်ပြီးတော့လမ်းလျှောက်ရတာပေါ့အနည်းဆုံးတော့လမ်းလျှောက်တယ်ဗျာဒါဒါကောင်းတဲ့လက္ခဏာပဲပြီးရမယ်အချင်းဒီအရင်စူးမဲ့အချင်းဒီမြူးကနေပြီးတော့ လက်ရှိမှာဆင်အဆင်ထင်သလောက်ထိကျွန်တော်တို့လည်းမစိုးဘူးလို့ပဲပြောရမယ်ဆိုတော့အတင်းဘက်ကထုတ်ပြန်တာတော့မရှိသေးဘူးအတင်းဘက်က heaven ရဲ့ဒဏ်ရာအခြေအနေကိုထုတ်ပြန်တာပဲကျွန်တော်တို့စောင့်ကြည့်ရမှာပါကိုဗီမင်းနူရဲ့အနာဂတ်ဘောဘယ်လိုမြင်လဲတဲ့စာရုပ်သစ်အထမြောက်လောက်လားလေအတင်းဘက်ကဘနော်သူတို့လက်ရှိဟိုပြောနေတဲ့သိတယ်မလားလောက်ခလာဇာတွေကိုထိန်းချုပ်မယ်ဟိဘာညာဆိုလို့ရှိရင်တော့မင်းနူကိုစာချုပ်ချုပ်ဖို့ကတော့တတော်ကိုတတော်ကိုညှိယူမှကျွန်တော်ရမှာတတော်ကြီးကိုညှိယူနိုင်မှရမှာဒါပါတော့အခုကမင်းနူရဲ့ agent တွေက ဒီကစားမလေးတွေတပတ်ကို3800လောက်သူတို့ကတောင်းပေးနေတာ တပင်းရှိတသိန်းရှိတောင်းလောက်ဒီသူတို့လိုချင်တာပေါ့နော်အေဂျင့်နေဆိုတာကညီကလေးတိတဲ့တိုင်းပဲဗျာကစားမအတွက်များများတောင်းနိုင်လीသူတို့အတွက်အမျက်ရတွေကိုဆိုတော့ဒါအပြင်သူတို့ကမျက်နာပူစီရလည်းမလိုဘူးဗျာ main new agent ဘယ်သူလဲပြောလိုက်လို့ရှိရင်ဗျာမျက်နာတွေကျွန်တော်တို့အနေနဲ့မြင်ရမှာမဟုတ်ဘူးလေဒါပေမဲ့လို့နာမည်ပြည့်အမှာက main new ပဲပြည့်အမှာဟုတ်တယ်မလားနော် main new ကိုယ်တိုင်ကလည်းအဲ့လိုအလုပ်တွေမလုပ်ချင်လို့ agent တွေပါတယ်ခန့်ထားရတာပဲကစားမတွေဆိုတာကလည်းဘာလို့လဲဆိုတော့မျက်နာပူရတာတွေပါရှိမှာဆိုလို့ဗျာဆိုတော့လက်ရှိမှာ main new နဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါ main new ရဲ့ agent တွေက ဒီဘက်လိုခလာစားတသိန်း၈တောင်းတော်ကြီးတောင်းနေတာဆိုတော့အသင်းဘက်ကအကယ်လို့ကစားမားတွေကဘာမှန်သိပ်ပြီးတော့အသင်းပေါ်မှာတက်တီပြထားခြင်းဘာမှလုတ်ပြထားနိုင်ခြင်းမရှိသေးဘူးသူတို့ရဲ့အခြေအနေနဲ့ပေါ့နော်ဒီဘက်ကိုတသိန်း၉ပဲဖြစ်ဖြစ်တသိန်းပဲဖြစ်ဖြစ်တသိန်း၈တောင်းပဲဖြစ်ဖြစ်ထိုက်တန်တဲ့ခြေသွမ်းမျိုးတွေပြထားခြင်းမရှိသေးဘူးဆိုလို့ရှိရင်ဒါတည်ကြတယ်ကျွန်တော်တို့အနေနဲ့ဒါအသင်းဘက်ကကျွန်တော်တို့ဘယ်လိုပြောလို့တဲ့အလောင်းအလောင်းကြီးလာတာပြီးမှာမဟုတ်ဘူးဆိုတော့အတင်းဘက်ကလာစာကန်တာတွေတော့ထိန်းချုပ်ဖို့လိုပါတယ်เนาะမိန်းနူးမှမဟုတ်ဘူးကျန်တဲ့ဘသူပဲဖြစ်ဖြစ်ဗျာ တပတ်ကို2သိန်းခွဲ3သိန်းအဲ့လိုပေးနေတာတွေကဘလို့မှအဆင်ပြေမနေဘူးကျွန်တော်အမြဲတမ်းပြောလိုပဲလေဗာပူးမှာဆိုကြရင်ဘန်တိုက်တို့ဗျာတပတ်ကို2သိန်း2000ပဲကျွန်တော်ရတယ်ဘလောက်တောင်ကြားနေပြီလဲဒီကစားမားတွေအဲ့တော့ဒီလောက်ကောင်းနေကစားမားတွေဗျာဘနက်နေတောင်ရှိနေပြီလေသူကောင်းပြနေတာဆိုလို့ရှိရင်ဖလားတွေလည်းကျွန်တော်ရထားတာပဲဒီလိုမျိုး real metric ကိုကျွန်တော်သွားကြည့်လိုက်အောင်လာတာတွေကသူတို့ကတော့ဒါ90ရာခိုင်နှုန်းအခွန်တွေပါတွေဆောင်ရတယ်ဗျာတကယ်တမ်းသွားကြည့်လိုက်ရင်ဘာမှဒီကောင်တွေမရဘူးသိလားဘာမှမရဘူးလောက်ခလာစားတွေဆိုတော့က United အသင်းတို့ဘာလို့ရောက်လာမှသာ လာစာဒီမဟာရယာကျွန်တော်ရရတာဆိုတော့အသင်းအနေနဲ့လောကလာစာကစားမတယောက်နဲ့ကြောက်ကြားတယ်မှာဖောင်းပွားတာတွေကိုကျွန်တော်ထိန်းချုပ်မှရမယ်ဘလို့မြင်လဲဆိုတော့ကိုဗီမင်းတို့ရဲ့ဘက်ကစာချုပ်တန်တန်တသိန်းရှစ်တောင်းမှာတသိန်းရှစ်တောင်းတပတ်ကိုတသိန်းရှစ်တောင်းရမှာပါနော်ဖြစ်မှာဆိုရင်တော့ကျွန်တော်တော့တန်တန်တူပြေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့တကယ်လို့ကျွန်တော်တို့ကလာစာတွေကိုထိန်းကြီးကျင်နေသလိုရှိရင်ဗျာဟိုဘယ်လိုပြောမလို့အစ်စ်ခေါ်တဲ့ကစားမတွေတွေမကဘူးတတန်တူမဲ့ကစားမတွေကိုထိုက်တန်တဲ့လောက်ပဲကျွန်တော်ပြီးပြီးတော့အရင်ကြီးဖောင်းပွားတာမျိုးမဖြစ်အောင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ရက်တန်နိုင်မှကျွန်တော်ရမှာ ဆိုတော့ဗောနော်ဒါကြောင့်လက်ရှိရှိနေတဲ့ကစားမားတွေကိုလည်းတက်တန်းတူးတဲ့နေရာမှာလက်ရှော့ရှော့ချနိုင်မှာဆိုတော့သိရတယ်တပတ်လောက်ခရစားတသိန်း၈၀၀ရမှတက်တန်းတူးမယ်ဆိုရင်တော့ကျွန်တော်ကတော့တူးပြလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗောနော် ကိုမီမင်းနုနဲ့မာကတ်စထရစ်ဖို့ကိုရောင်းပြီးတော့တဲ့တိုက်စစ်မှုနဲ့ left center back တယောက်ကောင်းကောင်းဝေစီခြင်းတွေများတဲ့ခတ်တာကအသင်းမှာ9ယောက်6ယောက်လောက်ဝယ်ရရင်တောင်မှပွဲထွက်လူစင်းအဆင်ပြေုံပဲတဲ့အရင်အတွက်ကဗမာန်ကိုမပြင်းနိုင်သေးဘူးအမှန်ပါပဲဆက်သမားရေနော်ကျေးဇူးများတယ်ပါတယ်ညာဝင်းဘက်မှာတယောက်ပြားတယ်နော်နံပါတ်6တယောက်နဲ့တဲ့တပိုင်းတိုက်စစ်ကစားမတယောက်လောက်ရလို့ရှိရင်အဆင်ပြေပြီတနာပန်အဆင်ကတော့မပြေဘူးဆက်သမားနော် right wing back တယောက်တိုက်စစ်တယောက်မင်းနော်ဟိုနံပါတ်6တယောက်ဘယ်လိုလုပ်အဆင်ပြေမှာတော့ ော်ကျွန်တော်တို့ကအဲ့နေရာလေးတွေလိုနေတာမှမဟုတ်တာဟောဂူသမားကျော်တော်လေးပြောကြပြန်နေဗျာနေရိုနံပါတ်10ညီလိုအပ်တယ်လို့လည်းပြောကြပြန်နေဗျာ defensive midfield central midfield လိုတယ်လို့လည်းပြောကြပြန်နေဗျာ left center back လိုတယ်လို့လည်းကျွန်တော်ပြောကြပြန်နေဗျာဒါတောင်မှ first line နဲ့လည်းရှိသေးတာအရင်လူစင်းအတွက်ကလည်းကျွန်တော်ကနော်၁၁ယောက်ကောင်းနေုံနဲ့ဖလားမရဘူးဗျာဒီလား၁၁ယောက်ကောင်းနေုံနဲ့အစဉ်အဆင်ပြေးမလာဘူးအရင်လူစင်းကလည်းအချိန်ကြီးကောင်းအောင်ပါဘာလို့အဲ့၁၁ယောက်ကမင်း injury ပြဿနာတွေမကြုံတော့ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးနော်အမြဲတမ်းမင်းကလည်းဗါလဲ38ပွဲလုံးပရီးမီးယားလိမ်မှာကောင်းပြနေပါမယ်လို့မင်းတို့ဘယ်သူမှမပြောနိုင်ဘူးဆိုတော့ အဆင်ပြေပြီဆိုတာမျိုးကအဝေးအဆင်ပြေဖို့ဆိုတာအဝေးကြီးပဲအသင်းကအပြောင်းလဲလေး300လောက်လောက်တာနဲ့အဆင်ပြေဖို့ဆိုတာအဝေးကြီးပဲသူများတွေဘီလီယံနဲ့ချီတုံးပြီးတော့เนาะဟို position တကူမှာကစားမတွေ2ယောက်3ယောက်ရှိတာတော့မနေကန်နေရတာဒီကကိုရီအိုက်300အိုက်300လောက်အဖြည့်တာနေတော့အဆင်တော့ပြေလာမှာမဟုတ်တာတော့100%သေးကြတယ်ဒါကတော့เนาะမာတီနက်စ်နဲ့အာမက်ကားတဲ့ယူရိုပါလိဘိုလူဝဲမိကောင်းနေလားတဲ့ရဲ့ဆက်သမားကြီးဘိုလူဝဲကကျွန်တော်တက်မတက်မသိသေးပါဘူးเนาะအမိကောင်းနေလားဆိုတော့မသိဘူးပဲကျွန်တော်ပြောရမှာပေါ့ဗျာ ။ဘာလို့လဲဆိုတော့မာတီနက်ကတော့ယာစီကုန်ထိနားရတာလေ။အာမတ်ကကျတော့သူတို့ဒါပြန်လာမယ်လေ။ဒါပေမဲ့လို့ကျွန်တော်ပြောနေတာကဆက်သမားကြီးဘာမြန်တူးနေကြတာမျိုးယူရိုပါလိဘောလုံးပဲဆိုအဝေးကြီးပဲဆက်သမားကြီးပါ။မလီ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 အဲ့လောက်ကြီးကြီးမျောလိနေကြတာနော်။တကယ်လူတွေအချင်းလေးကောင်းလာပြီဆိုလို့ရှင်ပြားတဲ့လူတွေကနာပြီပြားတယ်တော့စိတ်ဖို့ကောင်းတယ်။ Okay ပါ။ Resman Wildland ကားတဲ့အတင်းကနေရောက်ထုံးနိုင်မယ့်အချင်းကြီးရှိလားတဲ့။အဲသူ့ကိုခေါ်ဖို့စိတ်ဝင်စားတဲ့အတင်းတွေပါ냐ရှိတယ်ဆိုလို့ရှင်တော့အတင်းဘက်ကတကယ်လက်လွတ်ကောင်းလက်လွတ်မှာပေါ့လေ။ နော်ဟိုဈေးနှုန်းရကျွန်တော်ကြည့်မယ်ဆိုလို့ချင်းလည်းပဲအဆင်ပြေနိုင်သေးတယ်ပါညာဆိုရင်ပေါ့အခုကရက်စမန့်ကိုကျွန်တော်ဝယ်တုန်းက80ကျော်ပြီးခဲ့ရတာဆိုတော့တခြားအသင်းတွေဘက်ကပြန်ခေါ်ဖို့ကတော်တော်ကြီးကိုသူတို့စဉ်းစားနေပြီအသင်းဘက်ကလည်း okay 80ကျော်တော့ပြီးထားတဲ့ကစားမှာဒါသူ့ရဲ့ဒုတိယမြောက်ယာသည်ဗျာဒုတိယမြောက်ယာသည်အသင်းကလည်းဘလူးမန်တည်ငြိမ်မှုရှိမနေဘူးဆိုတော့တိုင်ပတ်နေတဲ့အချိန်မျိုးမှာငါတို့ပြန်ရရင်ဘယ်လောက်ရနိုင်မလဲလွန်ဆုံးတန်း30လား35တန်းလားဟာဒါဆိုလို့ချင်းတော့မကြိုက်သေးဘူးကွာရောင်းလာတဲ့စားလို့ရှိရင်ငါတို့ဆက်ထားရင်းနဲ့ ဒီဒီကစားမတိုးတက်လာတယ်ဆိုလို့ရှင်ဘယ်ဟာပို့ပြီးတော့တန်မလဲသိရမလားသူတို့ကကြည်မှာပဲသူတို့ကကြည်မှာပဲသူတို့ကငွေဘက်ကလည်းသူတို့ကြည်ရမှာလေကျွန်တော်တို့ကခြေသွမ်းမကောင်းရင်ရောင်းပါညာလောလောတည်မကြိုက်ရင်ရောင်းပါညာကျွန်တော်တို့ကတော့ပြောကြမှာပါဒါပေမဲ့လို့အသင်းပိုင်ရှင်ရဲ့ဘက်ကအဲ့လိုမျိုးပဲလိုက်တွေ့တယ်ဆိုတော့အကယ်လို့ပေါ့နော်ကျွန်တော်တို့ကရောင်းချဖို့နှမျောတယ်ဆိုရင်တော့မှအငှားချလိုက်ဗျာတရားစီလောက်အငှားချလိုက်အသင်းဘက်ကလည်းဖိဖိချင်းနဲ့အသင်းလိုက်ကောင်းလာနော်ပြီးလို့ရှိရင်ခြေသွမ်းလေးတွေပါလိမ့်လေအဆင်ပြေလာပြီးအသင်းလိုက် stable ဖြစ်လာပြီးဆိုလို့ရှိရင်တော့ exam ကိုပြန်ခေါ်လို့ရှိရင်တော့တမျိုးပေါ့နော် ရောင်းချနိုင်စွမ်းရှိလားဆိုတော့ဒီများအသည့်နေရာဘက်ကတော့တန်း30ဝန်းကျင်လောက်ပူပီးဖို့မရှိတဲ့အခြေအနေမျိုးမှာတည်ကြတယ် Christmas 2ဘာလို့ကိုရောင်းဖို့အတွက်ရှိလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးအဲဆိုတော့ကိုဝီမေနူကလည်းစိတ်အဲမေနူကစိတ်မပြောင်းတော့ဘူးလားရဲ့နော်တကယ်ကြီးလက်လွတ်တော့မလားဆိုတော့အဲမတည်သေးပါဘူးဆရာသမားရဲ့နော်ကျွန်တော်အခြေအနေပြီးပြီးတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာအာအတင်းကိုပြရတဲ့တော်တန်းဝင်စီချင်တယ်ဒီကြီးလေးကပြတော့လို့ဒီတူတက်လာတယ်နော်တဲ့ Christmas Wildland ကိုတော့ရောင်းတင်တယ်လို့ထင်တာပဲ။ Okay ပါ အန်တိုနီဆန်တို့ကားတဲ့တခြားရောင်းအန်တိုနီကတခြားရောင်းမဲ့ကစားမရီတဲ့ငွေပူရမယ်ထင်နေတဲ့ဘက်တစ်မှာခြေသွမ်းပြနေတာဆိုတော့တဲ့ငွေပူရမယ်ရောပေါ့ရကောင်းရင်လည်းရနိုင်မှာပေါ့လေဘက်တစ်ကခွန်ရင်ပေါ့တခြားသိနေရပါကဆိုတော့မသိဘူးဘက်တစ်ကခွန်ရင်တော့ရကောင်းရမှာပါဒါပေမဲ့ရီယယ်ဘက်တစ်ကတော့လုံးဝသူတို့ကဆက်ထားမယ်မထင်ပါဘူးအသင်းထံပြန်လွတ်မှာပါသူတပင်းတော့သူတို့အနေနဲ့အဲ့လောက်အဲ့လောက်လောက်ခလာစားအများကြီးတွေပါတွေကိုသူတို့ပေးနိုင်လိမ့်မယ်လို့ကျွန်တော်ယူပြီးတော့တပတ်ကို2သိန်းပြား စပိန်မှာဆိုလို့ရင်ကစားမားတွေကဒါ90ရာခိုင်နှုန်းအခွန်ဆောင်ရတယ်ဆိုလို့ရှိရင်သူတို့သူတို့လာတာကြံဖို့သူတပတ်ကို၄သိန်းပေးရမှာဗျာဒီလားဆိုတော့ဘလို့မှအခြေအနေမကောင်းဘူးတေးကြတယ်မင်းအန်တိုနီဆန်တိုးစ်ကိုဘက်တရဲ့ဘက်ကအမှန်ကန်ခေါ်လိုက်မယ်လို့ကျွန်တော်မထင်ဘူး Okay ကျေးဇူးများဒီမှာတယ်အဲ့ဒါဒါဒါဗီတာအိုစီယမ်ကိုတတိုက်စစ်ပမာဏသဘောကျတယ်တွေ့ကြုံလည်းများတယ်โอเคပါကျေးဇူးများဒီမှာတယ်ကျေးဇူးများဒီမှာတယ် မင်းနူကတဲ့ဘာလို့အာမနာအာမနာရှမ်ကျိုးတဲ့ဘာလို့တသိန်းခွဲကြီးတောင်းမှတောင်းတာလဲတဲ့ဆရာသမားကျွန်တော်မင်းနူအေဂျင့်မဟုတ်ပါဘူးနော်ဘာလို့တောင်းလဲကျွန်တော်မသိပါဘူးဆရာသမားနော်ကျွန်တော်မင်းနူအေဂျင့်နော်မင်းနူအေဂျင့်မဟုတ်ပါဘူးဆရာသမားနော်အဲဘလို့သူဘလို့ဘာလို့တောင်းကျွန်တော်ဘလို့တီမောင်းတာဒုက္ခပဲသူဘလို့တောင်းဘလို့တီမာတော့နော်သူသူတောင်းကျင်နေမြင်ရကျင်လို့တောင်းတာပေါ့ရှင်းနေတာပဲဘလို့ကျွန်တော်ဘလို့တီမာလို့ဒီသူဘလို့တောင်းတာအာမနာရှမ်ကျိုးတောင်းနေဆိုတော့နော်ဒုက္ခပဲနော် ြီးစားတွေဗျာဒီကောင်တွေကတိလာနော်ကြီးစားတွေဗျာတိလာဘောလုံးသမားတွေဆိုတာကြီးစားတွေဆရာသမားတွေနော်သူတို့ထိုက်တင်နေလို့ထင်နေတောင်းပါပဲဒါအတင်းဘက်ကမတန်ဦးမတန်ဦးထင်မပေးနေကျွန်တော်ရရှင်းရှင်းလေးရဗျာကျွန်တော်ရှေ့မှာပြောလို့ပဲဒါအေဂျင့်တွေကအလုပ်လုပ်နေတာဗျာနော်နယ်ဘိန်းနှုံးထူတယ်ဗျာနော်ခဏတိုင်းပြောရတာလေနော်အေဂျင့်အေဂျင့်တွေကအလုပ်လုပ်နေတာအေဂျင့်တွေကအလုပ်လုပ်နေတဲ့အချိန်မှာထရှင်းရှင်းလေးရโอเคငါကစားမားတော့ဒီလိုလိုပြနေတယ်နော်ငါတော့မင်းတသိန်းခွဲလိုချင်တယ်ငါကစားမားအတွက် ဒီကောင်သူသူသူတန်နေတင်လို့တောင်းတာလေတင်တန်နေတင်လို့တောင်းတာโอเคအသင်းဘက်ကလည်းဟုတ်ပြီငါတို့လည်းတန်နေတင်နေပေးမြောက်กว่าကဲတသိန်းခွဲတသိန်းရှစ်တောင်းဟုတ်တယ်မလားပေးမှာပဲအကယ်လို့မတန်ဦးထင်မပေးနဲ့ရှင်းရှင်းလေးရဗျာเนาะဘာလို့တောင်းလဲလူကြီးတို့တောင်းတာပေါ့မင်းဒုက္ခပဲเนาะဟိုကျွန်တော်ဘလို့ဒီမှာဟုတ်တယ်မနော်ဒီပဲဒုက္ခပဲသူသူတောင်းတဲ့ကိစ္စဒီပဲပြည်တနာပဲ ရွေရာဒီမှာခေါင်းကြီးကိုရောင်းသိမိလားဆက်သမားကြီးတက်တန်းတစ်နှစ်တူထားပါတယ်တက်တန်းတက်တန်းတစ်နှစ်တူထားပါတယ်ဆက်သမားကြီးเนาะတက်တန်းเนาะဆိုတော့เนาะတက်တန်းတစ်နှစ်တူထားပါတယ်ဆိုတော့ဟယ်ရီမကွိုင်းရတို့ဘာလို့ကသူတို့အနေနဲ့ပေါ့เนาะဆိုတော့ဒီဘလူးမန်အတင်းဘက်ကရောင်းမှုမရှိဘူးเนาะတေးကြတယ်เนาะမကွိုင်းရကိုရောင်းသိမိလားဆိုတော့ဗျာပူကောင်းတဲ့ကစားမတွေရရင်သူတို့ထက်လက်ရှိလက်ရှိထက်ပူကောင်းနေဆိုတဲ့ကစားမတွေဒါရမယ်ဆိုလို့ရှိရင်သိတယ်မလားဒီဘယ်နီယာကဘယ်ကောင်းနေနေဗျာကျွန်တော်ရောင်းအောင်ပါပဲ င်မာဒီနဲ့မကလို့သိတယ်မလားနော်ပင်ဗာလဲအာမက်ဒီယာလို့ဖြစ်နေဖြစ်နေဘသူပဲဖြစ်နေဖြစ်နေဟုတ်တယ်မလားပူကောင်းမဲ့ကစားမတွေရန်ရောင်းအောင်ပါပဲဟုတ်တယ်မလားနော်အကောင်းဆုံးဆိုတဲ့ကစားမတွေရလေပူကောင်းနေပဲဒီမလားခုကဘသူပဲဖြစ်နေမကွမ်းရကအတင်းဘက်ကဟိုကြည်ထားတယ်ဗျာโอเคဟယ်ဒီမကွမ်းရကဟုတ်တယ်လို့လို့ဖြစ်နေတယ်လာမယ့်နေရာဒီပြောင်းရွှေ့မှာလဲငါတို့ငွေတွေအများကြီးမတုံးနိုင်ဘူးခေါ်ရမယ့်နေရာတွေကလည်းအများကြီးပဲဟွန်းဒါဆိုရင်တော့မကြိုက်သေးဘူးကောင်းကြီးကိုငါတို့တော့တစ်နှစ်တော့တိုးထားမှရမယ်ဟဲ့တည်တယ်မလားနော်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ ခေါင်းကြီးလောက်တစ်နှစ်လောက်တိုးထားတယ်ဆိုလို့ရှင်တော့မရှိသုံးလို့တော့သုံးလို့ရအောင်ပါပဲသိရနော်အာငါတို့ကွင်းလင်ရလဲခေါ်အောင်ပါနောက်တန်း left center back ကလည်းခေါ်အောင်ပါတိုက်စစ်ကလည်းနော်တင်းရထွက်နေသေးတာနေတို့နံပါတ်10နေ wing backs တီကလည်းရှိသေးတာอืมဒါဆိုလို့ရှင်တော့မင်းနေရာတိုင်းတော့ light ခေါ်ပေးလို့တော့မရဘူးငွေရမရှိဘူးခေါင်းကြီးတော့တန်းတိုးထားလိုက်မယ်ဟေးဆိုတဲ့ပုံစံမျိုးနဲ့ပရိသတ်တွေမပြောလောက်မဲ့သိလားနော်ပရိသတ်တွေဝေဖန်တာမကြုံအောင်လောက်မဲ့ဟုတ်တယ်လုံအောင်ဖြစ်နေတဲ့ခြေသွင်းလေးပြတဲ့အချိန်မှာပဲ ပြည်တယ်မလားကျွန်တော်ဒီဟွာပေးလိုက်တာဗျာစာချုပ်တန်တစ်နှစ်ပေးပလိုက်တာဆိုတော့เนาะရောင်းမှုမရှိဘူးဆရာသမားတေးကြတဲ့ဟဲဒီမကွမ်းရကရောင်းမှုမရှိဘူးအာချစ်သူများကြီးမာတဲ့အဲချင်းကြီးကဗျာတဲ့ကိုကစားမားတွေကလည်းလာသားတွေဘလူးဘေဝါပေးရတယ်ဆိုတော့တဲ့ခြေစွမ်းတွေကမတည်ငြိမ်တာပြက်တနာကြံ့နေတယ်โอเคချစ်သူများကြီးဒီမာတဲ့ လက်ကဘာဖြစ်လဲတဲ့ငါတို့လက်ကဘာဖြစ်လို့နေတဲ့ဘောလုံးကန်တို့ပါဗျာဘောလုံးကန်တို့ကကိုကိုကိုသမားမရှိလို့ဆိုပြီးတော့ဆော့ရရပြန်တာကိုဖန်တာဆရာသမားကြီးငါလုံးမှဘောလုံးလက်အိနဲ့ဖန်တာတော့မှပဲဗျာဘောလုံးနဲ့လိုတဲတဲထိသွားလို့လက်စွမ်းတားပြတာဆိုတော့ခါကြဒီကောင်နဲ့လက်ကိုမမမန်လောက်ကြတာသိရမလားငါကမသွင်းနိုင်ဘူးလေမသွင်းနိုင်ဘူးလေဒီကောင်နေမင်းလက်ကိုလှုပ်ပြတာတကယ်ကောင်နေလူဆောင်လာလို့ရှိတော့ဗျာတဲ့နောက်နေတော်ဖို့မှန်းလို့ရလာတယ်เนาะရှင်းနှစ်တင်ပါလေကျွန်တော်တို့အနေနဲ့ဒီတိုင်းပဲเนาะမှန်းခဲ့ကြတာပါပဲเนาะ ဖြစ်ခဲ့ဘူးဗျာเนาะဆိုတော့မမျောလင့်ပါနဲ့ဆရာသမားကြီးเนาะလောလောဆယ်တော့ဇန်နဝါရီဟောနွေရာသီပြောင်းချွေမှာငါတို့တင်းအမှန်ကန်ပြန်ပြောင်းနိုင်မလားဒါပဲကြည့်ရမှာပဲเนาะဘလိုက်ဘယ်နှယောက်မြန်ငါတို့ခေါ်နိုင်မလဲပေါ့နော်ဘယ်နှယောက်မြန်ငါတို့ခေါ်နိုင်မလဲဘသူတွေကိုခေါ်နိုင်မလဲတကယ်ရောခေါ်နိုင်မလားအမိုရင်ရောဆက်ကောရှိပါမလားအမိုရင်ရောကျွန်တော်တို့ဒီလေဒီဘယ်လိုပြောမလဲအပြောင်းချွေဒီမှာဆိုလို့ရှိရင်ဗောနော်သူလူချင်းနဲ့ကစားမတွေခေါ်ခွင့်ရပါမလားအတင်းဘက်ကရောသူလူချင်းနဲ့ကစားမတွေခေါ်ခွင့်ပေးပါမလားယာဒီယိုပြင်ဆင်မှုဒီမှာအဆင်ပြေပြေဖြစ်ပါမလားဒါတွေကကျွန်တော်ရှိသေးတာပြီးရင်ကိုတသိန်းနဲ့ကန်နေတာမဟုတ်ဘူး တိုးတက်ဖို့လုပ်နေတာကိုတီတင်းနေမဟုတ်ဗျာအသင်း20လုံးနီးပါးကပိုကောင်းအောင်လုပ်နေကြတာဆိုတော့ဒီတော့သူများတွေကတိုးတက်လာရင်လည်းကိုကမိမိမှမဟုတ်သေးဘူးလေနော်အဲ့လိုမျိုးဆိုတော့အများကြီးပဲပါဆိုတော့ top 4တို့ပါလို့ဆိုတော့ကနည်းနည်းအလံဝေးပါတယ်ဆရာသမားကြီးနော်ဒါကြောင့်နွေရာသီပေါင်းချူမှာငါတို့အသင်းဘယ်သူတွေများခေါ်ပြီးမလဲဆိုတာပဲစောင့်ကြည့်တင်တယ်ဆရာသမားကြီး okay ကြည်ဒီမားတွေမှာလဲဆိုတော့ကြည်နေတဲ့ညီကို၄00နီးပါးရှိပါတယ်မိနစ်လေး20ကျော်လာပြီဆိုတော့ကျွန်တော်တို့ဒါ ခဏနားလဲကြရအောင်နော်နော်ဆိုတော့တရင်နေပါလေထက်ပြီးတော့တက်လာအောင်မယ်ဆိုလို့ကျွန်တော်မနေ့ပြန်မနေ့မှတွေးကြတာပေါ့ဗျာဆိုတော့မနေ့ပြန်ဒီဒီဒါနဲ့ပေါ့နော်ဒီ international break ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနိုင်ငံပွဲစဉ်တွေဘာတွေကတော့ဖူပေါ်မှချက်မှာပွဲကျွတ်သွင်းတဲ့ချိန်ဘာညာတော့လောက်ကောင်းလောက်သွားနေတယ်ဒါပေမဲ့ watch လောင်းနေပါတော့ကျွန်တော်မရှိဘူးပေါ့နော်ဆိုတော့တရင်နေပါလေထက်ပြီးတော့တက်သေးတယ်ဆိုလို့ချင်းမနေ့ပြန်မှာကျွန်တော်ပြန်ပြီးတော့တွေးကြပါမယ်ဆိုတော့ channel လေးကို subscribe နေရသေးဘူးဆိုလို့ချင်းနေပြီးတော့တောင်းဆိုပါရစေဆိုတော့အားလုံးကိုကျေးဇူးပါနောက်နေ့မှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ